ဘာလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့မှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်နှစ်ရက်17လ2025ကနေအဲ၈ရက်17လ2025အတွင်းမှာကြုံတွေ့ရတဲ့တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ဒီတစ်ခါကလာမှာကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးစပြောကြပါသူဗျာနော်အဲ့တော့စနေသားသမီးတွေဒီကလာမှာအလုံးကံနဲ့ပတ်သက်လို့ရှိရင် တချို့ကကျတော့ရာထူးတို့ဆောင်ဝက်ဖြစ်လာတဲ့ဝင်နေတာဖြစ်ခဲ့မှာဆိုရင်ဒီကလမှာရာထူးတို့တယ်ဗျတို့တာမှာတည်တည်လေးတို့တာမဟုတ်အကြီးတို့တာမျိုးလေးတွေဖြစ်တတ်တယ်တချို့တွေဆိုရင်ဒီနိုင်ငံတော်အဆင့်အထိပေါ့နော်အတော်ဝင်ယူရတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအစားဖြစ်သွားတတ်တဲ့အနေထားတွေအစားကျောင်းဝတ်တတ်တဲ့ဂိမ်းတွေပါတော့ဝမ်းသာဖို့ကောင်းတယ်နော်ဟိုစနေသားသမီးချင်းတူတော်လည်းပဲတယောက်ချင်းတယောက်ချင်းစီရဲ့ကန်စာတွေမတူကြတဲ့ခါမှာတော့အော်ကွာခြားမှုတွေတော့အများကြီးရှိမှာပေါ့လေနောက်တစ်မျိုးဖြစ်တာကကျတော့လက်ရှိလောက်ကနေအကြောင်းအကြောင်းကြောင့်ပေါ့အထူးသဖြင့်လောက်ဖို့အကင်ဘက်တွေနဲ့သဘောထားမတိုက်ဆိုင်တဲ့နေတာအများတတ်တဲ့ဂိမ်းတွေရှိလို့ တော့တစ်ဖက်မှာရတုတုကမှာတူတော်သူကလှုပ်ဖို့ကိုင်းမဲ့လူတွေဒုက္ခပေးတတ်တဲ့ဂိမ်းလေးမှာသွားပါတယ်ဂယူဆိုင်ကမယ်အဲ့ဒီတံကိုမခံနိုင်တဲ့ခါမှာတချို့ကကြတော့လက်ရှိလောက်ကနေထွက်ချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်လေးတွေပေါ်တယ်အဲလက်ရှိလောက်ကနေထွက်ပြီးတော့တခြားအလုပ်တခုကိုပြောင်းချင်ရွှေ့ချင်တဲ့စိတ်လေးတွေပေါ်လာတယ်အဲ့လိုပေါ်လို့လက်ရှိလောက်ကနေထွက်ပြီးပြောင်းရင်ကောင်းမှမလားမေးရင်တော့အလုပ်တခုဘိုင်နေရတယ်ဆိုတော့ပြောင်းမှာကောင်းပါတယ်ပိုကောင်းတဲ့နေရာတခုရောက်သွားလိမ့်မယ်ဘာမှစိတ်မကူးနဲ့နော်တခုမှကျွန်တော်ကအဲအကိမ်းမြန်ဟိုအကိုလှုပ်လှုပ်တဲ့ခါမှာပေါ့လေပြပရောက်နေတဲ့သူတွေထဲမှာ တရားမဝင်နေနိုင်တဲ့သူတွေရှိတဲ့ဆိုရင်တော့သတိထားပေးပါအဖန်စီအစစ်စီအမင်းများခံရတဲ့ကိန်းတွေရှိတယ်အချုံအောင်ဖြစ်ရတဲ့ကိန်းတွေရှိတာလေးသွားတွေ့ရတာမပေါ်စတဲ့တချို့ကကြတော့အဲရာထူးတို့ခေါင်းစဉ်အောက်ကနေပေါ့နော်အန္တရာယ်မကင်းတဲ့နေရာဒေသတွေကိုအပေါ်ခံရတာမျိုးတွေအစားကြုံဝမ်းတက်တဲ့အခါတစ်ဖက်မှာတော့ရာထူးတို့ကောင်းလာမင်းကောင်းတာပေါ့ဒါပေမဲ့တစ်ဖက်မှာကြတော့အဲ့လိုမျိုးကြီးသွားတာမျိုးဆိုတော့ဘေးရနေမကင်းတာလေးတွေဖြစ်တဲ့အခါမှာအဖန်စီအစစ်စီအမင်းများခံရတာလေးတွေကြုံဝမ်းတက်တဲ့သတိထားမယ် အထူးသဖြင့်ဒီကိစ္စမှာတခြားကိစ္စတွေအရာရာကောင်းတယ်လည်းပဲစနေခိုက်တာဖြစ်တဲ့အတွက်မင်းအစိုးရအနေနဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံတာတွေအစ်စစ်အမင်းများအဖမ်းဆီးခံရတာတွေသူတို့ကအကြောင်းပြုပြီးပြဿနာဖြစ်တာလေးတွေကြုံရတော့တော်တော်လေးသတိထားရမယ်တချို့လေးတွေဆိုရင်ကိုယ့်ရဲ့အိုးအိမ်နေရာထိုင်ခြင်းတွေကိုအဲစစ်မှတ်ရေးရာကြောင့်ဖြစ်စေမင်းအစိုးရရောက်ဖြစ်စေနော်တဘာဘေးအန်တွေရောက်ဖြစ်စေထိခိုက်ပျက်စီးဆုံးရှုံးတာလေးတွေဖြစ်တတ်တယ်တချို့ကတော့အဲရေလွှမ်းမိုးလို့အဲမြေပြိုလို့ပေါ့နော် ရေကြီးလို့ အဲကိုရဲ့အဲပစ္စည်းဥစ္စာတွေစံသမားတွေစသည်အဖြစ်အိမ်တွေပြိုပြတ်သွားတာမျိုးတွေတချို့ကကြတော့အကြောင်းအကျောင်းပေါ့နော်အဖြတ်ခံရတာတွေဒါရီယာစာချုပ်ဝန်ထက်တဲ့ကိန်းတွေရှိတယ်သတိထားပါလို့အကြံပေးချင်တာပေါ့ဗျာနော်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မဲ့သူတွေဆိုရင်တော့ဒီကာလကအမရန်ကန်ကောင်းတယ်ဗျဟိုဒီကာလကကိုပိုင်စီးပွားရေးလုပ်လို့အကောင်းဆုံးကာလတွေမှာပါတယ်တယောက်အားနဲ့မရဘူးဆိုလဲစုပေါင်းစုပေါင်းတွေလုပ်ပါအရန်အချိုးပေးလို့ပါဗျာနော်အဲ့တော့ကိုပိုင်စီးပွားရေးလုပ်မဲ့ဆိုရင်အမျိုးသမီးလေးတွေဆိုရင်ပေါ့အလကောင်ပစ္စည်းရောင်းတာတို့အလပြည်နိုင်ဖွင့်တာတို့အရန်အရန်အချိုးပေးပါတယ်ဗျာနော် အနုပညာနဲ့ပတ်သက်တဲ့ဝန္ဒနာပါတဲ့သူတွေဆိုရင်ဒီကာလမှာအဆိုတော်တွေပါလို့ပေါ့ဗျာအရန်ချိုးပြတာပေါ့အကိုရဲ့ဟာတွေကိုပြည့်တက်ကိုချပြတော်တော်လေးအောင်မြင်မယ်ဆိုတဲ့အနေထားမှာကြုံရလိမ့်မယ်ပြီးတော့စံစဘာတွေရောင်းဝယ်တူလောင်းမယ်စံစီစေစာဆက်ပစ္စည်းတို့စက်ပေါက်ကုန်တို့စက်ပေါက်ဆိုင်တို့ဓာတ်တွေဖွင့်မယ်ဆိုလို့ရှိရင်လည်းအရန်အချိုးပြတဲ့ထဲမှာပါပါတယ်လုတ်ပြအောင်လုတ်ပေးပါနော်ငွေကြေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေဒီကာလမှာငွေကြေးကန်လေးတွေကအားကောင်းတဲ့ထဲမှာတော့ပါတယ်သို့တော့ဟိုကိုယ့်ရဲ့အိုးအိမ်တွေအလောက်ကနေကြောင်းငွေကုန်ကြေးကြများသွားတာမျိုးတွေဖြစ်တတ်တယ် ဆိုတော့တော့လာစားထုတ်လို့ပတ်စံရတယ်ရတဲ့ခါမှာကိုကအဲ့ဟာကိုအပြည့်ဝသုံးဟထထဆိုင်ရင်လက်ကြည့်လိုက်တဲ့ခါမှာကိုရဲ့အိမ်မှာမိဘဆွေမျိုးကြီးကိုမမတွေကအဆင်မပြေဘူးခက်ခဲတယ်ဘာဖြစ်လဲညာဖြစ်လဲစသည်အားဖြင့်ပေါ့နော်ဒါတွေရှိတဲ့ခါမှာရှိတဲ့ဟာလေးတွေအကုန်လုံးပြန်ပို့လိုက်ပြန်အောင်အဲ့တော့လက်ထက်မှာဘာမှမကျန်တော့ဘူးဖြစ်သွားလိုက်ပြန်အောင်အဲ့လိုကြောက်ဖြစ်တတ်တယ်တချို့ကကျတော့အဲ့လိုမဟုတ်ဘူးကိုရဲ့လုပ်ငန်းဆောင်တာတဲ့ကိုလူလို့ဆိုပြီးတော့ငွေတွေဖြည့်လာရတဲ့ခါမှာလက်ထက်မှာပတ်စံမရှိတော့တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကရှိသေးတယ်အလောက်ကိုင်းနေအဆင်မပြေလို့ဆိုပြီးဒီလောက်ကနေနောက်တစ်ခုပြောင်းဖို့အတွက်ပေါ့နော်အရင်နေ့တွေဆက်ရတာ အလုပ်အဲ့လိုမျိုးကုလုကလန်ဖြစ်သွားတာတချို့ကအိမ်ပြင်အိမ်ဆောက်ဖို့အတွက်သုံးလိုက်ရတာဆိုပြီးငွေကုန်ကြေးကြများတော့တတ်တယ်ပေါ့နော်အဲ့တော့ငွေကုန်တဲ့ခါမှာကိုကိုဂျိုးတခုတည်းကိုသုံးဆွဲပြီးကုန်တော်နဲ့ဆိုင် အလုပ်ကိုင်အိုးအိမ်တွေကိုအချောင်းပြုတ်ပြီးတော့ငွေကုန်ကြေးချလေးတွေများတတ်တဲ့ကာလတွေမှာတော့သွားပါပါတယ်အဲပါတဲ့ခါတချို့တွေဆိုရင်ရှိသေးတယ်ဗျာရှိတဲ့ရွှေတွေပစ္စည်းတွေဒီကာလမှာရောင်းထုတ်ရတာမျိုးအပန်းဆောင်ရောက်ရတာမျိုးတွေဖြစ်တတ်တယ်နော်ဂီယူရဆိုင်ပေါ့အဲ့တော့ရွှေတွေဘာတွေကတော့အဝင်မတော်ဘူးဝယ်မယ်ဆိုရင်ဆိုင်တွေဘာတွေဝယ်မြေတွေဘာတွေဝယ်အဝင်တော်တဲ့ကိန်းတွေမှာပါပါတယ်တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်တတ်တဲ့ကိန်းတွေမှာပါတယ် အဝင်တော်ပါတယ်နော်ဆိုင်ကလေးပါတယ်အသစ်ရတာမျိုးလေးဖြစ်တတ်တယ်တအားကောင်းတာပေါ့တချို့ကတော့ကွန်ပျူတာတို့ဖုန်းတို့အစအသစ်ဝင်တဲ့ဂိမ်းလေးတွေရှိပါတယ်ပဲနော်အဲ့တော့စနေသားသမီးတွေငွေကြေးကန်လေးလည်းမစိုးတော့မစိုးဘူးအရင်အမကောင်းဆိုတော့မှလက်ပိတ်တဲ့ဂိမ်းတော့ဆရာလုံးဝမမြင်တော့ဝမ်းသာဖို့ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းအားကောင်းတာတွေ့ရတယ်ဒီကတော့မှပညာရေးနဲ့ပတ်သက်လို့ရှိရင်ဖြည့်တဲ့ဆောင်မွေးတွေကတချို့ပေါင်းအောင်မယ်တချို့တွေအဲကျောင်းတွေပါလေရှောက်ထားတဲ့သူတွေဆိုအောင်တယ်ပြပောက်ကိုသွားပြီးတော့အလုပ်ဆိုတာတက်ဆိုင်ရင် ကြောင်းတော့နော်ကြောင်းတစ်ဖက်အလုပ်တစ်ဖက်လုပ်မဲ့သူတွေဆိုရင်ဒီကလာကနိုင်ငံသားလို့အကောင်းဆုံးသောကလာတွေမှာပါတဲ့သူကထွက်လာတဲ့သွားလာတဲ့ကိန်းလေးတွေရှိတယ်ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်အရေးကြီးတာတစ်ခုရှိတာကသွားလာလှုပ်ရှားတဲ့အခါမှာအဲကိုယ့်နိုင်ငံဖြစ်စေတခြားနိုင်ငံတွေကဖြစ်စေတတ်မှတ်ထားတဲ့စီမင်းစီကံဥပဒေတွေကိုညှိဆုံပြီးတော့ဗောနော်အစစ်အစစ်အမြင်များခံရတာတို့နောက်နေကြံ့ညာတာတို့ဒါမျိုးလေးတွေတော့ဖြစ်တဲ့ကိန်းရှိတော့တစ်ခုခုဆိုရင်တော့စိတ်ရှည်သိခံပြီးတော့လှုပ်ရလိမ့်မယ်နော်ပြီးတော့စနေသားသမီးတွေဒီကလာမှာ လောင်းကစားတွေလုံးဝလုံးလို့မရပါဘူးလောင်းကစားနဲ့ပတ်သက်ပြီးတော့ပြဿနာအကြီးကြီးမားမားတက်တာအရှုံးပေါ်တာမျိုးတွေဖြစ်တဲ့ကိစ္စလေးရှိလို့လောင်းကစားဒုက္ခပြီးတဲ့တတိထားပါနော်ဟိုပတ်သက်တဲ့ဘယ်သူပဲဖြစ်ဖြစ်ဂယူဆိုင်ကမှာကအဲဘော့တခုသာသမီတောက်ကြသာသမီတွေဒီကလာမှာကိုယ်တအားဆဲတို့ကပြီးတဲ့အထူးတတိထားပါအဲဘော့တခုခိုက်ပြီးဆိုတာနဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေလူရင်းလူယုံတွေနောက်ကျဓာတ်နဲ့ထိုးတာတို့လူလင်ခံရတာတို့လောင်းကစားနဲ့ပတ်သက်ပြီးတော့ငွေကုန်ချေးကြတွေများလားအချွေးပတ်ချက်လက်တင်တာရှိတာလေးတွေထုတ်ွယ်ရောင်းချရတာမျိုးတွေဖြစ်တဲ့ဂယူဆိုင်ပါဗျာနော်မဘောဆက်ပါနဲ့ အဲနောက်ခုမှကျွန်တော်ကအခြေအိမ်တော်ကြီးပေါ့အဲ့တော့စနေသားသမီးတွေအဲပုံမှန်အဖြစ်ဆိုရင်အခြေအိမ်တော်ကြီးကကံကောင်းတဲ့ထဲမှာပါတယ်ချစ်လို့မရှိတဲ့သူတွေဆိုဒီကလာမှာချစ်သူအသေးရတယ်ချစ်လို့ရှိတဲ့သူတွေလည်းဒီကလာမှာအချိန်နေကြာကြီးစောင့်နေတာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ချစ်သူဖြစ်တာမှမကြသေးဘူးအဲမင်္ဂလာသတင်းစကားလေးတွေကြိုးလောက်ရတော့မယ်မင်္ဂလာဆောင်တော့မယ်ဆိုပြီးတော့ပေါ့နော်ရုပ်တရက်မင်္ဂလာဆောင်ရတဲ့အနေအထားတွေအိမ်တော်ကြတာမျိုးလေးတွေဖြစ်တတ်တယ်ကောင်းပါတယ်ဗျအဲတခုရှိတာကတချို့အိမ်တော်ကြီးလေးတွေမှာအခြေအိမ်လေးတွေမှာတယောက်တစ်နေရာဒီခွဲနေရခြင်းဖြစ်စေ အဲတရားပြင်စာကြီးခွဲနေွားတဲ့ခါမှာစမ်းပွင့်တာလုံတော့အနီးနားကကိုစီကိုလာကတ်တဲ့ဟာတွေကိုမရှောင်နိုင်မနဲ့သွားပြီးညှိစုံတဲ့ခါမှာဒီဘက်မှာလည်းတစ်ဖက်မှာလည်းဒူဒူဒူလောင်ဒီဘက်မှာလည်းထပ်ပြီးပတ်သက်တာနဲ့ရှစ်တော်ကနောက်ဆုံးကဖြစ်တဲ့တဲ့ဂိမ်းလေးတွေပါလို့သတိထားပါဗျာနော်နိုဝင်ဘာလ6ရက်9ရက်10ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်အဲ့ဒါဗာလဲဆိုတော့လက်ဆောင်ပစ္စည်းတွေရရှိပိုင်ဆိုင်တဲ့ဂိမ်းလေးတွေရှိတယ်ပြီးလို့ရှိရင်ဝေးကွာနေတာကြာပြီးဖြစ်တဲ့မိတ်ယူမိတ်ဆွေအရင်းချာတွေပြန်ပြီးစုံစည်းရတာမိသားစုတွေပြန်လဲပေါင်းစည်းရတာမျိုးတွေကြုံရတဲ့ဂိမ်းလေးတွေရှိတယ်တော်တော်လေးအားကောင်းတာပေါ့ အဲယုံဖျားပုံတော်တို့ဓာတ်တော်တို့နော်အဲဆွေတော်တို့ဓာမှုတွေကြွလာတာမျိုးတွေဖြစ်တဲ့ကောင်းတယ်ဗျအဲ့ဒါဝင်ပြီးတဲ့နောက်ပိုင်းစီဝါလွတ်လာပါလိမ့်ဒီပို့တို့တက်လာလိမ့်မယ်ဒါအပြင်ဘာသာရေးပွဲတော်တွေတောင်နိုင်ပွဲတော်တွေနော်အလူကိစ္စမင်္ဂလာဆောင်ကိစ္စတွေမှာအဲ့ကလာမှာခီးသွားတဲ့ဂိမ်းလေးတွေပါတယ်သွားရင်လည်းကောင်းတယ်အဲရာလုတိုးတဲ့ဆိုတဲ့သတင်းစကားလေးတွေလက်ဆောင်တိုးတဲ့ဆိုတဲ့သတင်းစကားလေးတွေကြုံရကြားရတာမျိုးတွေဖြစ်တဲ့အဲအရှိတောင်တော့အရက်ကိုခီးတွေပါတယ်သွားကောင်းသောခီးသွားခြင်းနဲ့သွားတတ်တယ်လက်လာပါတွေပွင့်လာလိမ့်မယ် normal နဲ့ရက်၃ရက်၄ရက်၅ရက်မှာတော့အညာခက်လေးတွေရှိတယ်။မြေကချအမွေကိစ္စတွေပြဿနာဖြစ်တာတွေမင်းဆိုးရနေတဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံးတာတွေအားစားဖြစ်တတ်တယ်။အိုးပြက်အိမ်ပြက်ဖြစ်တာမျိုးတွေတွေကြုံရတတ်တယ်။ဆိုတော့မိမကိစ္စနဲ့ပတ်သက်ပြီးအမှုဝင်ဖြစ်တာတွေအချက်အကျွယ်အကျုံနဲ့ဖြစ်တာတွေတွေကြုံရတတ်တယ်။ဆိုတော့လူရင်းလူယုံနောက်ကျောဓာတ်နဲ့ထိုးတာမျိုးတွေဖြစ်တတ်တော့အဲ့ကာလမှာတော့အထူးသတိထားပဲ။အဲတောက်ကြဘုတ်တခုပို့ပြီးသတိထားမှာပေါ့နော်။ကံရရဲ့ထောက်မှုအပြည့်အဝရအောင်အစိမ်းရအောင်မိုးပြရအောင်ပန်းရအောင်ကြက်သွေးရအောင်တို့ကိုအထူးကထားဝတ်ဆင်သုံးဆွဲပေးရမှာပေါ့နော်။ အဲ့တော့မိမိတို့ယုံကြည်ကိုယ်တဲ့ဖရားမှာသစ္စာပန်းရောင်စုံတပြေပန်းဗရိမနိုင်ပန်းမေမြုပ်ပန်းတို့ကိုဖရားပန်းကတာဖြစ်စီနေအဲ့ကနေမှအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်စီပြုလို့တုံဆွဲပေးပါအဲ့တော့ဆက်လက်တမ်းပြီးကျွန်တော်မိတ်ဆွေတွေကြောင်ရတဲ့အညာတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းရရလေးချီအောင်ဗျာရရအနေနဲ့ဘာလို့ရမလဲဆိုတော့စာကလေးငက်လေးတွေနေဖို့အတွက်အိမ်လေးတွေဝယ်ပြီးတော့တပ်ပင်မှာဖြစ်စီကိုယ့်ရဲ့အိမ်ရှိမှာဖြစ်စီချိတ်ဆွဲလူတန်းပြအောင်လူတန်းပေးလိုက်ပါဗျာနော် အဲ့ဒါဆိုတော့ကိုယ့်ရဲ့အလုပ်ကိုင်းအိုးဝင်နဲ့ပတ်သက်တဲ့ခိုင်မာမှုတွေပို့ပြီးအဆင်ပြေသွားပါလိမ့်မယ်ဗျာနော်ဒါအပြင်ကြုံရတဲ့အညံ့လေးတွေကင်အောင်အိမ်မှာသုံးတဲ့လျှက်စစ်ပစ္စည်းအဟောင်းအနှောင်းအဆုပ်အပြက်တွေမိဒီအကျုံးတွေနော်မိဒီကွဲတာတွေမန်ကွဲတာတွေကိုရှာဖွေပြီးတော့အမြန်ဆုံးစုံပြပြအောင်စုံပြလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံ့လေးအေကံမုတ်ချကင်းပသွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံပါစေလို့ဆရာဆုမကောင်းတောင်းဝေးပါတယ်ဗျာ